လပိုင်လွှတ်တော်အမတ်တွေက၎င်းတို့အစိုးရအားနောက်နဲ့အာဆီယံဥက္ကရာတာဝန်ယူချိန်မှာမြန်မာအရေးအားပြည့်ပြတ်သားသားကင်တွေပြီးနိုင်ငံရေးရှိဒီမိုကရေစီလှုပ်ရှားမှုပေါ်အခိုင်အမာထောက်ခံသွားရန်တောင်းဆိုတဲ့အဆိုပေါ်လွှတ်တော်သို့တင်သွင်းလိုက်ပြီးဖြစ်ပါတယ်။ဖလပိုင်ဟာမလေးရှားခြေရာကိုနေပြီးမြန်မာရေးဟာအာဆီယံအတွင်းသဘောကွဲလွဲမှုအဖြစ်ဆုံးပြဿနာဖြစ်နေတာကို အပြီးအပြတ်ကင်တွယ်ရန်လှုပ်ရှားလာခြင်းလည်းဖြစ်ပါတယ်။ မလေးရှားလုပ်ခဲ့တာထက်ပိုပြီးရည်ရွယ်စွာဆောင်ရွက်ပြီးမြန်မာရှိလူ့အခွင့်အရေးအခြေအသေးကြီးကြနိုင်မှုကိုဖြည့်ရှင်ဖို့နဲ့ဒီမိုကရေစီပြန်လည်ရရှိရေးကူညီပေးသွားဖို့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကိုပြောဆိုခဲ့ကြပါတယ်။ထို့ထက်မှာဆေးဥချုပ်ရေးကိုခုခံတောင်းနိုင်နေတဲ့မြန်မာပြည်သူများအားထောက်ခံကူညီပေးသောမဲ့အစီအစဉ်များချမှတ်သွားရန်နဲ့ဆေးဥစုလုံးမဲ့ရွေးကောက်ပွဲကိုရှုံချသွားရန်လည်းပါရှိခဲ့ပါတယ်။ဒါ့အပြင်ဆေးဥစုကျူးလွန်နေတဲ့လူအခွင့်အရေးချိုးဖောက်နေမှုများတာဝန်ခံလာစေရန်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ထိတွေ့ဆက်သွယ်သွားရန်လည်းပြောဆိုခဲ့ပါတယ်။လွှတ်တော်မှာအစိုးကိုဥဆောင်တင်သွင်းခဲ့တဲ့အမတ်ဖြစ်သူလေးလာဒီလီမာကကျမတို့ဖိလစ်ပိုင်လူမျိုးတွေကလွတ်လပ်ခွင့်ဒီမိုကရေစီဂုဏ်သိက္ခာနဲ့လူ့အခွင့်အရေးတို့အတွက်ကိုယ်တိုင်ရုံးကန်လှူရှာပြီးဖျက်ဆီးခဲ့ကြသူတွေပါလူ့အခွင့်အရေးနည်းချေဖျက်ဆီးခံရမှုကနေဖြစ်ပေါ်လာတဲ့နာကျင်မှုကြောက်ရွံ့မှုစိုးရိမ်ပူပန်မှုနဲ့မတရားမှုတို့ကိုကျမတို့သိရှိနားလည်ပါတယ်။ဒါကြောင့်မယ်မြန်မာပြည်သူလူထုဟာ စိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုများနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျင့်အကြဲတွေကိုဆက်လက်ရင်ဆိုင်နေရချိန်မှာသူတို့ခံစားနေရတဲ့ဆင်းရဲဒုက္ခကိုကျမတို့အနက်ဆိုင်ဆုံးနားလည်ပါတယ်။ကုလသမဂ္ဂနဲ့အာဆီယံအဖွဲ့ဝင်တူအနေနဲ့ကျမတို့နိုင်ငံဟာလူအခွင့်အရေးကာကွယ်ရန်ဒီမိုကရေစီကို ခုခံကာကွယ်ရန်ရင်းချင်းရေးကိုမြင့်တင်ရန်တရားမျှတမှုနဲ့တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်ဆိုတဲ့နှစ်ရှည်လာများဂရီကုတ်ဝပြုထားမှုတွေလိုက်နာဖို့ရှိပါတယ်။ ကျမတို့အင်ဂျင်ဂျင်တွေအချက်အတည်းနဲ့ကြုံလာရတဲ့အခါကျမတို့စကားပြောရမယ်။ဒေတာတွေငြိမ်းချမ်းရေးအန္တရာယ်ရှိနေတဲ့အခါကျမတို့အေးအေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်လို့သတင်းဌာနများနဲ့တွေ့ဆုံရမှာပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ဤစကားရများကဖလပ်ပိုင်းမှာ၎င်းတို့ရဲ့နိုင်ငံတကာတာဝန်ဝတ္တရားနဲ့ဒေတာတွေအခန်းကဏ္ဍကိုအလေးနက်ပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။ဖလပ်ပိုင်းဟာလက်ရှိမှာတောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့ရန်လိုတဲ့လုပ်ရပ်တွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးမှာအလွန်အမင်းတင်းမာနေခြင်းလည်းဖြစ်ပါတယ်။ စပရဒီဂျွန်နဲ့အနီနှစ်နိုင်ငံတင်းမောနစီတိုက်မှုဖြစ်ပွားခဲ့ရာဖလပိုင်မှဥပဒေဖောက်ဖျက်ပြီးရန်စာကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့တရုတ်ကဆွဆွဲလာခဲ့ပါတယ်။တမရဖာရီနာမာကော့စ်ဂျူနီယာကဒူတာတေးခဲ့သူမဟုတ်ပဲတရုတ်ရဲ့ဗိုလ်ချုပ်နိုင်ခြင်းမှုကိုပြတ်သားစွာတုံ့ပြန်လျက်ရှိနေပါတယ်။၎င်းရဲ့အဓိကမာမိတ်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုနဲ့ကာကွယ်ရေးစာချုပ်တွေကိုတည်တည်တသာပြန်လည်အားကောင်းအောင်လှုပ်ဆောင်နေပါတယ်။လက်ရှိဖလပိုင်တရုတ်ဆက်ဆံရေးက တောင်တရုတ်ပင်လယ်အရေးတင်းမာမှုတွေကြောင့်အတင်းဆုံးမခံတဲ့အခြေအနေမှာရောက်ရှိနေပြီဖြစ်တာကြောင့်မလေးရှားအင်ဒိုနီးရှားကဲ့သို့မြန်မာအရေးမှာတရုတ်မျက်နှာကြည့်ပြီးတွန်းဆုတ်တွန်းဆုတ်လုပ်နေစရာမလိုတော့ဘူးလို့ဆိုပါရယ်ယခုအခါအောက်တိုဘာ16ရက်နေ့တင်သွင်းတဲ့အဆိုကိုလွှတ်တော်ကအတီးပြုတ်လိုက်မယ်ဆိုကအခြေအနေများပြောင်းလဲလာမယ်ပုံစံမျိုးတွေ့မြင်နေရပါတယ်လက်ရှိမှာအောက်တိုဘာမာကော့ဂျူနီယာအားအခိုင်အမာထောက်ခံမှုပေးနေပါတယ်မာကော့ဂျူနီယာကတရုတ်နဲ့ဆက်ဆံရေးပြင်ပစ်ခဲ့တဲ့ ။ယခင်သမရဟောင်းဒူတာတေးကိုပင်ဆိုင်းမစင်ဘုံမစင်ဖမ်းဆီးပြီးလေယံပေါ်ဖမ်းတင်ကခိရှိ ICC တို့လွှဲပြောင်းပေးခဲ့သူလည်းဖြစ်ပါတယ်။ဖလပိုင်မှမြန်မာရေးအားတင်းနေမှာမှကင်တွယ်လာပါကအာဆီယံတွင်အခွဲပြင်းများပိုမိုနှက်ရှိုင်းလာမှာကိုစိုးရိမ်မှုများရှိလာပါတယ်။လက်ရှိမှာဆေးဥစုဟာ election လုပ်မှာမဟုတ်ဘဲ selection လုပ်နေကျင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဆေးဥစုဖို့ကန်ဆိုးမှုမောင်ကြခဲ့ရတာက၎င်းတို့ရွေးကောက်ပွဲလုပ်မဲ့အချိန်က ဖလပန်မှာအာဆီယံဥက္ကဋ္ဌဖြစ်ဒါဝင်ယူမဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းပဲဖြစ်ပါတယ်။၎င်းတို့ရဲ့အီလက်ထရောနစ်မဲပေးစနစ်ကထုတ်ပေးတဲ့စာရွက်ပေါ်မှာတဦးတယောက်ကိုအမှတ်ပေးရမှာဖြစ်ပြီးမိသူများကြမ်းဖို့ကိုမဲမထည့်ခြင်းဖြစ်နေကြောင်းမဖြစ်မနေထည့်ရမယ်ဆိုရင်နောက်ဆုံးတသက်ခိုင်ပါတီကိုသာမဲပေးဖို့ကြံရွယ်ထားတော်လဲထုံမျိုးသမီးရလာနေတဲ့အခွင့်အရေးကမကြမီကလူလူကောင်းကောင်းကြီးဒေါ်ဆန်းစုကြည်အပေါ်ပြောဆိုခဲ့တဲ့ပေါက်ပန်းစည်းစကားတွေကြောင်းညောင်းနေရောက်သွားခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်ရှိလေးလာသူတူကဆိုပါတယ်။ကိုကိုကြီးနဲ့တတ်တတ်ခိုင်တို့နှိုးစလုံးကချမ်းဖို့ဟာ၎င်းတို့အားလူတိုင်းယုံမုန်းနေတဲ့အချက်ကိုထုံးစံအတိုင်းလက်သက်မခံတဲ့အပြင် နိုင်ငံရေးပေါင်းမော်ရတာကိုအခွင့်အောင်းဖြစ်အောင်ချကနိုင်ငံအနှံ့ပုံအော်ပြီးရွေးကောက်ပွဲဝင်လာခြင်းလည်းဖြစ်ပါတယ်။ထိုရင်းဟာစစ်အုပ်စုရဲ့စိုးရိမ်ရေးမှတ်ကိုမြင့်တက်လာစေခဲ့တဲ့အတွက်မဲအောင်နိုင်က၎င်းရဲ့တစ္ဆာကံဗိုလ်ချုပ်တွေကိုချက်ဖို့ပါတီထံဆီလို့ရှင်တိုင်းစေခြင်းဖြင့်အခြေအနေများပိုဆိုးအောင်လုပ်ပေးသလိုဖြစ်နေတယ်လို့ဆိုပါတယ်။ ပြည်သူတို့ရဲ့ကိုယ်ခံတော်လှန်စေမောက်ချအောင်ရမည်ကိုရီနီပြည်နယ်ရွှေကော်မြို့နယ်အရှေ့ချမ်းမှာဒေါ်လာရေးတပ်ဖွဲ့များနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်သား၁၀ဦးကျော်သေဆုံးသွားခဲ့တယ်လို့ဂရီနီမျိုးသားများကော်ဝေးတက် KNDF ဘိုကအောက်တိုဘာလ17ရက်နေ့ကထုတ်ပြန်ထားပါတယ်ရွှေကော်မြို့နယ်အရှေ့ချမ်းလင်းဖုံကြီးကျေးရွာဘက်မှာရှိတဲ့စစ်တပ်ကအကြမ်းဖက်စစ်သားအင်အား60ကျော်နဲ့ ပြီးခဲ့တဲ့အော်တိုဘာလာ9ရက်မှာထပ်မံထိုးစစ်ဆင်လာစဉ်ဂရင်းနီတော်လိုင်းတံများနဲ့နေရချောင်းတိုက်ပွဲဖြစ်ပွားခဲ့ရမှာယခုကဲ့သို့သေဆုံးသွားခဲ့ကြခြင်းဖြစ်တယ်လို့ထုတ်ပြန်ကြေညာဖော်ပြထားပါတယ်။အော်တိုဘာလာ9ရက်နေ့မှာလင်းဖုံကြီးကြီးရွာဘက်မှရှိတဲ့စစ်ကောင်စီတပ်မှအင်အား60ကျော်နဲ့ထပ်မံထိုးစစ်ဆင်လာတာကြောင့်ဂရင်းနီတော်လိုင်းတံများနဲ့နေရချောင်းတိုက်ပွဲဖြစ်ပွားပြီးမိမိတို့ဘက်မှတံပြန်ချေမုန်းတိုက်ခတ်မှုများပြန်လည်လှုပ်ဆောင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ကဆယ်ဦးကျော်သေဆုံးတာထိခိုက်ဒဏ်ရာများပြားခဲ့ပြီး ၎င်းတို့ထံကနေလက်နက်လေးလက်နဲ့ခဲယမ်းမီးကြောင်များသိမ်းဆီးရရှိခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလည်းလင်းဖုံကြီးပါရှိအကြမ်းဖက်စစ်တမစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်ကရင်းဒီဒေါ်လာ1တခွေများနဲ့တိုက်ပွဲ2နာရီကြာဖြစ်ပွားခဲ့ပြီးရန်သူဘက်မှအထိကိုက်များခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကဂရင်းပြည်နယ်အတွင်းရိုင်ကောဒီမော့ဆိုခရူဆိုဘော်ခဲနဲ့ဖေခုံစတဲ့မြို့နယ်တို့မှာစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့အတွက် ဒေါ်လာရင်းတက်များနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီမော့ဆိုမျိုးနဲ့ဒေါငန်ခါရက်ကွက်နဲ့တနန်းဥကွိုင်းကြီးဝါမှတစ်ဆင်ခေါပလောက်ကြီးဝါဘက်ကိုဂျမ်ဘတ်စစ်တပ်ကအပြင်းထန်တိုက်ခိုက်ထိုးဖောက်ခါတက်ဆွဲနိုင်ရေးလှုံ့ဆော်နေတာကြောင့်ဒေါ်လာရင်းတက်များမှခုခံကာကွယ်လျက်ရှိပြီးနေ့စဉ်ထိတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားတာဖြစ်ပါတယ်။အဂျမ်ဘတ်စစ်တပ်ကတက်ဆွဲဖို့ကြိုးစားနေတဲ့အဆိုပါရက်ကွက်ကြီးဝါများတို့ ြေပြင်ထိုးစစ်ပြင်လက်နက်ကြီး drone များနဲ့ပါနေစဉ်တိုက်ခိုက်လျက်ရှိကြောင်းလည်းသိရပါဗျ။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတစ်လျှောက်မှာလည်းအကြမ်းဖက်စစ်သားများတက်ဆွဲထားတာကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများနေစဉ်ဖြစ်ပွားနေသလိုဖရူဆိုမြို့နယ်ဒေါညီခုနဲ့ဒေါကုခုကြီးွာကြားမှာရှိတဲ့လူနေအဆောက်အဦတွေကိုလည်းပြစ်ကွင်းရှင်းစေဖို့စစ်တပ်က drone နဲ့ပုံကျဲမီးရှို့ခဲ့တယ်လို့လည်းဆိုပါဗျ။ဒါပြင်ဘော်လခဲဘက်ကိုမျက်နှာမူပြီးစစ်ကြောင်းထိုးနိုင်ဖို့ဖရူဆိုဘော်လခဲချရှိမာခရော့ရှိကြီးွာနေမှာ စစ်ကောင်စီတပ်သားများလှုပ်ရှားလျက်ရှိနေကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အော်တိုဘာလ6ရက်နေ့ကလည်းဗော်ဒခဲမြို့နယ်ဝမ်မလန်ကြီးရွာပေါ်ဘက်တောင်ကုန်းတစ်ခုမှာကာကင်းချထားတဲ့စစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတနအိနီးပါးကြာဖြစ်ပွားခဲ့ပြီးအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းဂျပန်စစ်တပ်ကသေဆုံးထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ထုတ်ပြန်လိုက်ကောမြို့ပြင်ပမှာရှိတဲ့လေထွန်းနဲ့ဗရာငိကြီးရွာများဘက်သို့လည်းအော်တိုဘာလ7ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ကလူဝင်အားဖြည့်တင်ပြီးစစ်ရေးလှုပ်ရှားမှုများရှိနေတယ်လို့ KNDF ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒဝဲမြို့နယ်အာမတ၃ရက်နေ့တိုင်းမှာလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုကစစ်တပ်က၅ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။တရင်သားတိုင်းဒဝဲမြို့နယ်အာမတ၃ရက်နေ့တိုင်းမှာလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ အကြမ်းဖက်ဆက်တဘက9ဦးသေဆုံးခဲ့တယ်လို့ဒုလကစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အော်တိုဘားလ13ရက်နေ့မနက်7:00နာရီခန့်ကဒဝဲမြို့နယ်မောင်မဲရှောင်းကြီးရွာတွင်မှရှိတဲ့အာမရ300နဲ့တန်ရမလက်နက်ခရံပို့ဆောင်ရန်ထွက်လာတဲ့အင်အား100ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာချမ်းဖက်ဆက်တဘက9ဦးသေဆုံးခဲ့ပြီး တဝယ်မျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုက္ခရစစ်ကြောင်းမှာတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။မောင်မဲရှောင်းကြီးရွာတွင်မှရှိတဲ့အမရတော်နဲ့တင်းကလည်းနဲ့ခရံပို့ဆောင်ဖို့ထွက်လာတယ်။အင်အားတရာပါစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ခွင်းကားကောင်တည်ဆုံးတယ်လို့ဒုက္ခစစ်ကြောင်းမှာတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။ပြည်သူများအနေနဲ့တနင်္ဂနွေလုံးတိုင်းတာစီးရင်များအရှိန်ဟုန်တို့မြန်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စီးရင်ထူထူပြုသွားလာနေထိုင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။ ။နေနေတိုင်းတိုင်းတွင်အချမ်းဘတ်စစ်ကောင်စီတပ်ဘက်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိလာနိုင်တာကြောင့်ပြည်သူများအနေနဲ့လေကြောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့တရင်အချက်အလက်တွေကိုလိုက်နာကြင်ကြံကြဖို့နဲ့ဒေါ်လာရေးစီအချိန်မြင့်လာတဲ့အမြောက်ပြည်သူ့ဘက်အမတ်ရဘက်ရက်တီလိုတဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွင်ခုံလုံး၍အများဆုံးပူးပေါင်းပါဝင်ပေးကြဖို့ဒုရကစစ်ကြောင်းကတိုက်တွန်းထားတာပဲဖြစ်ပါရယ်ခင်ဗျာ။